ားလုံးပဲမင်္ဂလာပါမြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Pump Dolphin တို့စေခါကြီးတောင်းနေရတဲ့သတင်းနဲ့အတူတရုတ်မှာ Bitcoin mining တွေတဖန်ပြန်အားကောင်းလာနေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့ Pam Dolphin တို့စေကားကြီးတောက်နေရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပေါက်ကရ live stream အနေနဲ့ token တွေကြော်ညာကြတဲ့ Solana မိခွန် launchpad Pam Dolphin ကိုသိကြမယ်ထင်ပါတယ်။အခုလက်ရှိ0 rate ထိုးကြချိန်မှာ Pam Dolphin တို့အခြေအနေစိုးနေပါတယ်။ Pam Dolphin theme က platform နဲ့ကနေ stable coin dollar တန်လျောက်ဖို့ကို Kraken exchange နဲ့ကိုထုတ်သွားကြအောင် lock on chain platform ကနေကြီးညာလာပြီးနောက်မှာတော့ Pam Dolphin အနေနဲ့ rug pull လုပ်တော့မှလာဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာနေကြပါတယ်။ ဒါပေမဲ့ Pamdo Fan သင်္ကန်းကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားကြပြီးလောက်ကွန်ချင်းကသူတို့ကိုတတ်တတ်မဲ့ဆွဆွဲနေတာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။အခုတလောငွေရွှေရွှေနေတာမျိုးလည်းရှိပေမဲ့ဒါက Treasury Management ရဲ့တစည်းတစ်ပိုင်းဖြစ်ပြီး Pam ICO ကနေရတဲ့ USDC တွေကိုပြန်လဲရင်းနှီးမြှုပ်နှံတာမျိုးလုပ်ဖို့ရွှေ့တာမျိုးသာဖြစ်ကြောင်းလည်းဆိုထားပါတယ်။ဒါပေမဲ့ Pamdo Fan ရဲ့လာစင်ဝင်ငွေတွေတောက်လျှောက်ကျဆင်းနေတာကလည်းစိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဇူလိုင်လနောက်ပိုင်းမှာလာစင်ဝင်ငွေကပထမဆုံးအကြိမ်အဖြစ်ဒေါ်လာ340အောက်ကိုကျဆင်းသွားခဲ့ပြီးနိုဝင်ဘာလမှာဆိုရင်ဒေါ်လာ28.3တန်းသာဝင်ငွေရှိပါတော့တယ်။ဒါပေမဲ့ဒါကဘယ်မှာကလာတော့မရဖြစ်နေတဲ့အချိန်မှာဖြစ်လေဖြစ်တာရှိတဲ့ပုံစံတစ်ခုဖြစ်ပြီးဒိဋ္ဌဆိုးတဲ့ပုံစံတစ်ခုကိုတောင်မြင်လာရနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။လောလောဆယ် Pam.fan ရဲ့ Crypto Wallet တွေထဲမှာဒေါ်လာ155တန်းတန်ဖိုးရှိတဲ့ Stablecoin အနေနဲ့ဒေါ်လာ213တန်းတန်ဖိုးရှိတဲ့ ် SOL token တွေကိုဆက်လက်ကြိုက်ထားဆဲဖြစ်တာကြောင့်အရန်စိုးရိမ်စရာတော့မရှိသေးပါဘူးခင်ဗျာ။ဆက်လက်ပြီးတော့တရုတ်မှာ Bitcoin mining တွေတဖန်ပြန်အားကောင်းလာနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပပောရိုစီမှာ Bitcoin mining တွေတဖန်ပြန်ပြီးတော့ခက်စားနေပါတယ်။တကယ်တော့တရုတ်မှာ2021ခုနှစ်ကလေးက Bitcoin အပါအဝင် cryptocurrency တွေအားလုံးကိုချွင်းချက်မရှိပိတ်ပင်ထားခဲ့တာပါ။ ဒါပေမဲ့တနည်းနည်းနဲ့တရုတ်ကကမ္ဘာမှာဘဲကွာ hash rate အများဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်နေဆဲဖြစ်သလိုအခုချိန်မှာဆိုရင်ပိုပြီးတော့တောင်ခက်စားလာနေပါပြီအထူးသဖြင့်ဘဲကွာရဲ့ဈေးရေထိုးတက်လာချိန်မှာပေါပေါတို့အနေနဲ့ဘဲကွာ mining ကနေပတ်ဆက်ရှာနိုင်ဖို့ကိုပိုပြီးတော့စိတ်ဝင်စားလာကြသလိုအော်တိုဘာလကဆက်လို့ကမ္ဘာဘဲကွာ mining hash rate ရဲ့15ရာခိုင်နှုန်းလောက်ကတရုတ်နိုင်ငံကနေထွက်လာနေတာကိုလည်းတွေ့လာနေရပါတယ်အကြောင်းရင်းကတော့နိုင်ငံတွင်းမှာရေအားလျက်စစ်ပေါပေါမြတ်မြတ်ရှာနေတာ မိုင်နာရီအတွက်နေရာထိုင်ခင်းလုံလုံလောက်လောက်ရှိနေတာလိုမျိုးအချက်တွေဖြစ်ပါလိမ့်မယ်။ဒါပြင်ရှင်ကျန်းတဲ့စီချွတ်ဒေတာတွေကပိုရှန်ရဲ့လျှက်စစ်တားတွေကလည်း crypto mining underground project တွေအားကောင်းလာအောင်တော်အားပေးနေပါတယ်။ဒါပြင် bitcoin hash rate တွေကျလာပြီးတော့ bitcoin ကနေရလာတဲ့အကျိုးမြတ်တွေလည်းယောနေလာတာကတရုတ်မိုင်နာတွေဒါမှမဟုတ်တရုတ်မှာဈေးတက်တက်တာတာနဲ့လှုပ်လို့ရတဲ့ mining လုပ်ငန်းတွေခြေပြန့်လာစေဖို့တော်အားတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ပြည်တွင်းမှာကြားပြန့်တွေတောင်းကျနေခြင်းဘေးကွက် mining တွေအပြန်ကောင်းလာတာဟာလည်းတိုက်ဆိုင်မှုတစ်ခုတက်တက်တော့မဟုတ်နိုင်ပါဘူးခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တခုမရှိသေးဘူးဆိုရင် trade လုပ်တယ်မှာ fee discount ပြန်ရပဲအခုခုတ်ကိုတော့ပြုပြီးတော့ account ဖွင့်တယ်ပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ